အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စွန့်ပေါ်ကောင်းတောင်းပေးလိုက်ရပါတယ်ဘုနော်အဲ့တော့လက်ရှိမှာဒါကျွန်တော်ဒီနေ့ညနေမှာတော့ Arsenal အသင်းကြောင်းပြောအားဆိုတဲ့နေနဲ့လက်ရှိဒါကျွန်တော်တို့ဒီတပတ်အတွင်းမှာပဲတရားဝင်စကားပြောတဲ့ကစားသမားတွေကတဖြည်းနဲ့တဖြည်းများလာပြီးဆိုတော့ဒါကျွန်တော်တို့အာ အဖြစ်နဲ့တပြေတော်တော်လေးကိုများလာခဲ့ပြီเนาะလက်ရှိမှာဒါကျွန်တော်လွန်ခဲ့တဲ့တလလောက်ကပြောခဲ့တယ်လို့ပဲအာစုံသင်းကဒါသူတို့အနေနဲ့ pre-season မတိုင်ခင်မှာသူတို့အနေနဲ့ဒါအပြောင်းရွှေ့ရာသီမဖွင့်ခင်မှာအာတီတာကိုသူ့ရဲ့ကစားသမားတစ်တွေကိုဒီအပြောင်းရွှေ့ရာသီဖွင့်တာနဲ့တပြိုင်တည်းကိုတရားဝင်ခေါ်ယူပေးသွားဖို့အတွက်ပြင်ဆင်နေတယ်ဆိုတဲ့သတင်းကိုတားရမယ်အဲ့တော့အာတီတာအနေနဲ့ခုလက်ရှိမှာသူ့ရဲ့အာစုံသင်းကဒီကစားသမားအစ်တွေကဒါကျွန်တော်တို့အပြိုင်ပွဲတွေမစခင်မှာရောက်မှအသင်းနဲ့အဝင်ခွင့်ကြဖြစ်မယ်လို့ခန့်မှန်းတယ်အာစုံသင်းနဲ့ဒါကျွန်တော်တို့ transfer ရာသီတစ်ဝက်တစ်ပြည့်ကျွန်တော်ဒါဖျော်ဆော့ပြခဲ့ပြီးကြန် ီမှာအလုတ်လုတ်တဲ့ပုံစံမျိုးကိုလုတ်တော့မှာမဟုတ်ဘဲနဲ့ဒါကျွန်တော်တို့လက်ရှိအာဂရာဒရိုက်တာဖြစ်တဲ့ဒါကျွန်တော်တို့အန်ဒရီယိုဘာတာအနေနဲ့လက်ရှိ လာမယ့်ညရာသီမှာခေါ်ယူခြင်းနဲ့ကစားသမားမှန်သမျှအခုချိန်ကလေးကပုတ်ကူရရဲ့ရသဘောတူညီမှုအတွက်စူးစမ်းနေတယ်ဆိုတဲ့သတင်းထွက်လာခဲ့တော့ဒီရသက်တစ်ပတ်အတွင်းမှာဒီကျွန်တော်တို့ဒါသိရတဲ့အချိန်ဗစ်တာကာယိုဂရက်ရဲ့အေဂျင့်နဲ့ဒူတာကျွန်တော်အန်ဒရီယာဘာတာတို့အဆူစကားပြောခဲ့တယ်ဒီနေ့မှာအပေါင်းလက္ခဏာဆောင်ခဲ့တယ်ဗစ်တာကာယိုဂရက်နဲ့ဒါကျွန်တော်တို့အာစနိုသင်းနေတာကျွန်တော်တို့တရားဝင်ဆွေးနွေးခဲ့တဲ့ကျွန်တော်အပေါင်းလက္ခဏာဆိုင်မဲ့အပေါင်းလက္ခဏာမဆောင်ခဲ့တာ support တင်မယ် support တင်နေတဲ့ပထမကခုနပြောသူတို့ရဲ့လက်ရှိစာချုပ်ဖြတ်သိမ်းခြင်းဖြစ်တဲ့ယူရိုတန်100ကိုဈေးလျှော်သေးပြီးတော့ယူရိုတန်80နဲ့85တန်းလောက်ပတ်ချလာ ဲဝင်းကျင်ကြနဲ့ခေါ်လို့ရနိုင်မယ်ဆိုတဲ့သတင်းတွေကြားခဲ့ပေမဲ့လက်ရှိမှာ Victor Kyogres အခြေစွမ်းပြန်ပြလာမှုကြောင့်မလို့ဒါကျွန်တော်တို့ Victor Kyogres အင်္ဂလိပ်အခြေစွမ်းပြပေမဲ့လက်ရှိမှာအာ ပို့ပြီးတော့ဒါကျွန်တော် hat trick တွေလည်းတွင်းနေတာခြေစွမ်းရတာတော်တော်လေးကိုပို့ပြီးမြင့်တက်လာတဲ့ဒီကြောင့်မို့သူတို့အနေနဲ့စာချုပ်ဖြတ်သိမ်းခြင်း Euro တန်း100ကိုပဲဆက်လက်ပြီးပေးချေစီလူကြောင့်ဖြစ်တဲ့အတွက်ကြောင့်မို့ Manchester United အသင်းပါဝင် Arsenal အသင်းနဲ့ Victor Kyogres ကိုခေါ်ယူမဲ့ဥစ္စာကတော်တော်လေးကိုအလံဝေးသွားတယ်လို့ပြောလို့ရမယ်ဒီမှာပါအဲ့တော့ Arsenal အသင်းနဲ့လက်ရှိမှာဒါကျွန်တော် Manchester United အသင်းနဲ့မတူတာက Victor Kyogres ကိုသူတို့ကပုံကူကြီးရတာသဘောတူညီမှုအတွက်တရားဝင်စ조사ပြီးသားဖြစ်တဲ့အချိန်လေးလည်းကောင်းတယ်လက်ရှိမှာဒါတည်ကြတယ်မဲ့ Victor Kyogres ရဲ့ agent ကိုယ်တိုင်ကဒါ Arteta နဲ့ဒါကျွန်တော် border တွေဖြစ်တဲ့အတွက် ကြောင့်မလို့သူတို့အနေနဲ့ ဒီအပြောင်းရွှေ့ကိုအမြန်ဆုံးလုပ်ချင်တယ်ဖေတာကာယိုဂရက်စ်ကိုတန်ကလက်ရှိမှာအင်္ဂလန်ကိုပြန်လာပြီးသူ့အနေနဲ့ဘောလုံးပြန်လာကန့်ကျင်တယ်တချင်ကဒါချန်ပီယံရှစ်မှာကိုဗန်ထရီမှာကန်ခဲ့တဲ့ဥစ္စာကိုသူ့အနေနဲ့လွမ်းဆွတ်တယ်ပေါ်တူဂီကသူ့ရဲ့အိမ်လို့မခံစားဘဲလက်ရှိမှာသူ့အနေနဲ့ပရီးမီးယားလီဂ်ကိုပြန်လာပြီးသူ့ရဲ့ခြေစွမ်းအမှန်ကိုသူပြကျင်တဲ့တဲ့မှာပါတယ်ဒါပေမဲ့လက်ရှိမှာခုဒါပြဿနာကတော့ Sporting ရဲ့ဒါအတာစီကတော့ဒီနေရာမှာဖြစ်သွားနိုင်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ် Sporting နဲ့ခုလက်ရှိမှာဒါအရင်တော့ကတောင်းတဲ့ဈေးတက်ပို့ပြီးတောင်းတဲ့ဥစ္စာအခုလက်ရှိမှာစာချုပ်ဖြတ်သိမ်းခြင်းဖြစ်တဲ့ Euro 300ကိုဒါကျွန်တော်တို့အဲ ယူရို sorry ပါယူရိုတန်း100ကိုကျွန်တော်တို့အသုံးပြုနိုင်ဖို့ sorry ပါဒါဖုန်းကျွန်တော်မာသားကြီးဖုန်းအာသွင်းထားဖုန်းလာအဲ့တော့ကျွန်တော်လက်ရှိမှာဒါဟို အာစနိုအသင်းအနေနဲ့တိုင်းကျွန်တော်ဗစ်တာကာယိုဂရက်စ်ကိုယူရိုတန်းတရာပေးဖို့တော့လုံးဝစီစဉ်မရှိဘူးအဲ့တော့ Sporting ဘက်ကဈေးလျှော့ပေးမယ်ဆိုရင်တော့ဒါတွေကတမျိုးတစ်ပုံဖြစ်သွားနိုင်တဲ့နေရာမှာပါတယ်လက်ရှိမှာတော့ကျွန်တော်အာစနိုအသင်းအနေနဲ့တိုက်စစ်မှုတယောက်ကိုလက်ရှိတန်းတရာဗစ်တာကာယိုဂရက်စ်လိုပုံစံမျိုးကိုတန်းတရာပေးဖို့တော့အာစနိုအသင်းနဲ့လုံးဝ ready မရှိနေဘူးလို့ကျွန်တော်အနေနဲ့သိရတဲ့နေရာမှာပါတယ်ပေါ့နော်အဲ့တော့လက်ရှိအခြေအနေတွေကအာစနိုအသင်းအနေနဲ့ကစားသမားတယောက်ကိုခေါ်မယ်နေထားမှာဒါဈေးတသက်တသာနဲ့ခေါ်ရဆိုတော့သူအနေနဲ့ဒီကစားသမားကဒီဈေးနဲ့တန်လားဆိုတဲ့ပုံစံမျိုးအတိကအာစနိုအသင်းအနေနဲ့ခေါ် ်သွားဖို့အတွက်ပြင်ဆင်လာခဲ့တယ်။အာဆောင်သင်းနဲ့လာမယ့်နေရာဒီမှာအခုချိန်မှာဗစ်တာကာယိုဂရက်စ်အပြင်ကိုတခြားသောတိုက်စစ်မှုတွေပါတရားဝင်စကားပြောနေပြီးဆိုတဲ့သတင်းတွေပါထွက်ပေါ်လာခဲ့တယ်။အဲဒီသတင်းကလက်ရှိမှာအာဆောင်သင်းရဲ့ဒါကျွန်တော်တစ်ချိန်ကဒါကျွန်တော်မနစ်ကလေးကຫນွေကလေးကခေါ်ယူဖို့အတွက်စဉ်းစားခဲ့တယ်။အာဆောင်သင်းဒါကျွန်တော်တော်တော်လေးကိုစိတ်ဝင်စားခဲ့တဲ့တိုက်စစ်မှုတရားဖြစ်တဲ့ Benjamin Sesko ပဲဖြစ်တဲ့ RB Leipzig ရဲ့ဒါကျွန်တော်တို့လက်ရှိတိုက်ဆက်မှုဖြစ်တဲ့ Benjamin Sesko တော့အခုလက်ရှိ Arsenal တင်း Arsenal Director အသစ်ဖြစ်တဲ့ Andrea Barda အနေနဲ့ကျွန်တော်တို့တရားဝင်ဆွေးနွေးနေပြီဆိုပြီးဒါကျွန်တော်တို့ TVR Football ကနေတင်ဆက်ထားတာကိုတွေ့ရမယ်။အဲ့တော့ Arsenal တင်းနဲ့ Victor Kayokes နဲ့ပုဂ္ဂိုလ်ကြီးရဲ့သဘောတူညီမှုတိုးစားနေပြီမဲ့ Sporting ရဲ့တန်းတရာဆိုတဲ့ဈေးကနှောက်နေတဲ့အတွက်ကြောင့်မလို့ Arsenal တင်းနဲ့ RB Leipzig ရဲ့တိုက်ဆက်မှုဖြစ်တဲ့ဒါ Benjamin Sesko ဘက်ကိုပြောင်းလဲသွားတယ်။အဲ့တော့ Benjamin Sesko ရဲ့ agent နဲ့ Arsenal တင်းကငွေတွေကကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်။မနစ်ကနွေရာသီကလေးက Benjamin Sesko ကအာစနယ်အသင်းကိုပြောင်းရွှေ့ခြင်းနဲ့သူ့အနေနဲ့ဒါမမဲ့ရတာကျွန်တော်တို့ တပတ်ကအာဘီလိုက်ဇက်အနေနဲ့တနှစ်လောက်ဆက်နေပြီပါပြီးရင်တော့မင်းချက်တဲ့အသင်းကိုပြောင်းပါဆိုတဲ့ဒါကျွန်တော်တို့ပြောင်းရွှေ့ခွင့်ဒါ request ကြောင့်မလို့ okay ဒါဆိုတော့ Benjamin Sasco အနေနဲ့အာဘီလိုက်ဇက်တနှစ်လောက်ထပ်နေပြီခဲ့ပြီအခုလက်ရှိမှာ gentleman agreement အရဆိုရင်တော့ဒါအာဘီလိုက်ဇက်အနေနဲ့လာမယ့်နေရာဒီမှာသူတို့ရဲ့တိုက်ကြိုက်နဲ့တက်တဲ့တိုက်စစ်မှုဖြစ်တယ်ဒါကျွန်တော်တို့အာသူတို့ရဲ့တိုက်စစ်မှုကိုဒါကျွန်တော်တို့လာမယ့်နေရာဒီမှာသူတို့ကြိုက်နဲ့တက်တဲ့အသင်းကိုပြောင်းခွင့်ပေးပါမယ်ဆိုတဲ့ဒါသဘောတူညီမှုကိုပေးထားတယ်လို့ကြားသိရတယ်မှာပါတော့အာဆိုသင်းနဲ့အခုလက်ရှိမှာ Benjamin Sasco ကိုတော့ Euro 360နဲ့ 65သန်းဝင်းကျင်ကြားလောက်နဲ့ရသွားနိုင်မယ်ဆိုတဲ့သတင်းတွေတတောင်ဖျားဖျားတက်နေတာကိုတွေ့ရမယ်အဲ့တော့ပြောချင်တာ Vega Kayokas နဲ့ Benjamin Sesko ဆိုရင်တော့ဘ누구ကိုလိုချင်လဲဆိုတဲ့မေးခွန်းကိုကျွန်တော်မေးရမယ်ဒါပေမဲ့တေးကြတကွ Victor Kayokas ကို Arsenal သိနေဘယ်နည်းနဲ့မှ Euro တန်း100ပေးမှာမဟုတ်ဘူးလို့ကျွန်တော်အနေနဲ့100%လုံးဝအာမခံရတယ်လက်ရှိမှာကျွန်တော် personal မျိုးက Victor Kayokas ကောင်းတာမှန်မယ်ဘလို့မှ Euro တန်း100တန်တဲ့ဈေးမှာတော့မရှိဘူးလက်ရှိမှာ Euro တန်း100ဆိုတာတစ်ချိန်ကတည်းကကျွန်တော် Arsenal သိနေမှတ်မှတ်ရသူတို့ရဲ့ breaking bank လုပ်ခဲ့တာ Arsenal သိနေ Declan Rice ဖြစ်ခဲ့ပြီးတော့ Declan Rice ကလွင်ဇယ်လက်ရှိမှာကျွန်တော်အနေနဲ့ပြောတော့ Declan Rice တုံးကလေဒါမမေရပူပူလောလော WhatsApp မသိင်က ကွန်ဖရင့်လီရသွားတဲ့ကြောင့်ဒီလောက်ဈေးတက်သွားခဲ့တာဖြစ်တယ်အဲ့တော့ sporting အနေနဲ့ kayogras ကိုဒီဈေးကိုခေါ်နေတာမှန်မယ်ဒါပေမဲ့ man လက်ခံလို့ရဒါပေမဲ့ပြဿနာကအာဆုံသိနေတဲ့ကစားသမားတစ်ယောက်ကိုတန်းတရာဒါကကတော့ဘာလို့ပဲ victor kayogras ကို premier league experience လည်းမရှိဘဲနဲ့ဒီဈေးကြီးကိုပေးပြီးတော့ခေါ်မလားကျွန်တော်ကတော့လုံးဝလုံးဝမသိဘူးသူတို့အနေနဲ့ benjamin sesco ဘက်ကိုဘာလို့ရိုင်းသွားလဲဆိုတော့အပြောင်းရွှေ့ဈေးကြောင့်ပဲပြီး benjamin sesco ရဲ့လက်ရှိတောင်းမဲ့လစာနဲ့ victor kayogras တောင်းမဲ့လစာကအတူတူလောက်နီးနီးဖြစ်တဲ့အတွက်ကြောင့်မတကယ်တဲ့ရွေးချယ်ရမယ်ဆိုရင်တော့ artita အနေနဲ့ benjamin sesco ကိုပို့ ီးတော့ personal preference ရဲ့ရွေးချယ်သွားဖို့တော့ပြင်ဆင်လာခဲ့တယ်။ဒီနေရာမှာကြားတဲ့သတင်းရ Arsenal သင်းတဲ့ Benjamin Sesko ရဲ့လက်ရှိအပြောင်းရွှေ့ဈေးဖြစ်တဲ့ Euro တန်း60ကိုလုံးဝဈေးမစစ်ပဲနဲ့တပြေးတည်းပေးသွားမယ်ဆိုတဲ့သတင်းတွေလည်းလုံးဝတောင်းတဖျော်ပြတက်နေတာတွေ့ရမယ်။အာအခုလက်ရှိမှာတိုက်စစ်မှုကိုယ်တိုင်ကလည်း Premier League Club တာ Arsenal သင်းကိုပြောင်းစီခြင်းနေပြီးတော့သူ့အနေနဲ့ဒီ move ကသူ့ရဲ့ ကစားသမားဘောအတွက်အရေးကြီးဆုံးဒါကျွန်တော်တို့ move တစ်ခုဖြစ်လာမယ်လို့သူကသူခံယူထားတယ်အဲ့တော့အာဆိုသင်းနယ်လည်းလက်ရှိမှာဒါတရားဝင်သူ့ရဲ့အားကစား writer ဖြစ်တဲ့ Andrea Barter ကလည်း Arsenal အသင်းအနေနဲ့အဲ့ဆို Arsenal အသင်းဘက်ကနေပြီးတော့ကစားသမားရဲ့တရားဝင်စကားပြောနေပြီဖြစ်တဲ့ကြောင့်ဒီနေရာမှာပုံကူရေးရဲ့သဘောတူညီမှုရနိုင်မယ်ဆိုရင်တော့လာမယ့်နေရာဒီမှာ Benjamin Sesko က Arsenal ကစားသမားအသစ်ဖြစ်လာနိုင်တယ်ဒါပေမဲ့ဒီနေရာမှာ Victor Kyogres က Benjamin Sesko ကိုနှစ်ယောက်လုံးကအခုချိန်တရားဝင်ဆွေးနွေးနေကြဖြစ်တဲ့ Victor Kyogres ကိုတစ်ဖက်က Sporting ဘက်က Zee Shop ပြီးမယ်ဆိုရင်တော့ maybe ဒါကျွန်တော် on the different other topic အနေနဲ့ပြောလို့ရရင်ရလောက်မယ်ဒါပေမဲ့လက်ရှိအနေထားရတာကျွန်တော် Victor Caracas ကို Euro 300ဆိုရင်တော့ Arsenal တင်းကခေါ်ယူမှာမဟုတ်ဘူးလို့ကြားသိရတယ်မှာပါတယ်ဘွနော်အဲ့တော့လက်ရှိမှာအစ်စ်ရဒီ TBR Football ကပဲထပ်ပြီးတင်ဆက်ထားတဲ့တကူကဘာလဲဆိုတော့ Arsenal အသင်းရဲ့လက်ရှိတောင်ပံကစားသမားဖြစ်တဲ့ Saka ကိုကျွန်တော်အကယ်၍ ရီယယ်မတ်ရက်အသင်းကသူတို့အနေနဲ့ရူဒီဂိုသို့မဟုတ်ဗီနီရှက်ဂျူနီယာကိုသာဆုံးရှုံးခဲ့မယ်ဆိုရင်တော့လာမယ့်နွေရာသီမှာကစားသမားကိုစိတ်ဝင်စားလာနိုင်တယ်ဆိုတဲ့သတင်းတွေပါထွက်ပေါ်လာခဲ့တယ်။ဒီသတင်းကလည်းရှိမှာခုနတီဗီအားကတင်ဆက်ပေးမိတယ်ဒါကြောင့်ရေးသားထားတဲ့လူကွာတဲ့ကြောင့်လုံးဝတီးရရတော်တော်လေးကိုကွာတယ်လို့ပြောလို့ရတယ်။ဒီနေ့မှာဒါကျွန်တော်စာကာကိုစိတ်ဝင်စားနေတဲ့အာစနိုတို့ဆိုရီယယ်မတ်ရက်အသင်းနေနဲ့စာကာရဲ့ဂျေးကအယမ်းမြင့်မားလို့နေတဲ့အတွက်ကြောင့်မို့စာကာကိုဒါကျွန်တော်အကဲခေါ်မယ်ဆိုရင်တော့မှအလွတ်ပုံစံမျိုးနဲ့စောင့်ပြီးခေါ်ယူဖို့ဒါပြင်သွားမှာဖြစ်တယ်ဆိုတဲ့ပုံစံမျိုးရေးထားတယ်။လက်ရှိမှာဒါ ျွန်တော် Real Madrid အသင်းနဲ့လာမဲ့ Neuer ဒီမှာ Vinicius Junior ရဲ့လှုပ်ခတ်လာတဲ့အပြောင်းရွှေ့ရဲ့ Rodrigo နေနဲ့ဒါကျွန်တော်လက်ရှိမှာ Liverpool နဲ့ထွက်လာတဲ့သတင်းတွေအတွက်ကြောင့်မို့လားသူတို့အနေနဲ့လိုအပ်ရင်လိုအပ်သူ right wing ကစားသမားနေရာတယောက်ကိုလိုအပ်နေတယ်ကျွန်တော် Saka ကိုလက်ရှိမှာသူတို့အနေနဲ့ပြင်မှတ်ထားတယ် Pires ကိုတိုင်လက်ရှိမှာ Real Madrid ရဲ့တိုက်စစ်ဖို့ဆို Real Madrid ရဲ့ဒါပိုင်ရှင် Pires တိုက်စစ်မှုတော့ဟုတ်ကော Real Madrid ရဲ့ဒါကျွန်တော်လက်ရှိပိုင်ရှင်ဖြစ်တဲ့ Pires ကိုတိုင်က Saka ရဲ့ biggest fan ဖြစ်တဲ့ Saka ကိုတော်တော်လေးကိုသဘောကျပြီးတော့ Saka ကိုလက်ရှိမှာအာဆုံးတင်ကစားသမားနေရာရရှိမှာဖြစ်စေချင်ဒါပေမဲ့လက်ရှိမှာအာဆုံးတင်တဲ့ဒီ ီချိန်ဤမျိုးမှာစာကကိုဘယ်ဈေးနဲ့မှရောင်းချသွားမှာမဟုတ်ဘဲလုံးဝအသင်းကခွင့်ပြုသွားမှာမဟုတ်ဘူးစာကကလုံးဝ untouchable ကစားသမားတစ်ယောက်ဖြစ်ပြီးလက်ရှိမှာ Real Madrid အသင်းနဲ့ခေါ်ချင်တဲ့ဆွေတော်မှာကစားသမားအခုချိန်လောက်ခရေကမြူဆွဲပြီးတော့စာချုပ်တတက်ကုန်တဲ့ချိန်မှာခေါ်ဖို့အတွက်ပြင်ဆင်တာဒါပေမဲ့လက်ရှိမှာစာကကိုတိုင်ကလည်း Arsenal အသင်းမှာပဲနေချင်တဲ့ကြောင့်မို့ဒီအပြောင်းရွှေ့ကဖြစ်လာဖို့တော်တော်လေးကိုဝေးပါတယ်ဒါပေမဲ့ Real Madrid ကတော့ဒါကျွန်တော်တို့စာကကိုစိတ်ဝင်စားနေတဲ့ Vinicius တို့မှ Rodrigo ပြောင်းခဲ့မယ်ဆိုရင်ပေါ့နော်အဲ့တော့လက်ရှိမှာဒါလေးလို့ပုံစံပြောအဲ့တော့ တင်းနေရဆိုတော့လောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 point ဆိုတဲ့ TV4U တို့မှာကျင်းလူစံပေါအောင်ကူညီလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။အောက်ကကွန်မန့်တွေထဲမှာလည်း Youth Sport Media 3 point ဆိုတဲ့ TV4U ရဲ့ link လေးတွေကိုတဲကျွန်တော်တို့ TV4U ရဲ့ link လေးတွေကိုထည့်ပေးထားကြတော့များစွာကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လေးပြီးကျွန်တော်အားပေးလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။များများကလစ်မှမြန်မာနိုင်ငံဖြစ်ပါတယ်။ အားလုံးပဲကြိုးတူပါတယ်ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှအေးအေးဆေးဆေးတွေ့ကြတာပေါ့အားလုံးပဲကြိုးတူပါတယ်ကျွန်တော်နောက်မှတွေ့ကြတာပေါ့ဒီပါပါဗျာ